မင်္ဂလေးချမ်းမြတာစီမြို့နယ်ကငွေစုငွေကြေးလုပ်ငန်းတစ်ခုမှာဓမြတိုက်ခံရမင်္ဂလေးမြို့ချမ်းမြတာစီမြို့နယ်ထွန်တုံးရက်ကွက်71 FLAM 54လမ်းနဲ့55လမ်းကြားငွေစုငွေကြေးလုပ်ငန်းတစ်ခုမှာမေလ18ရက်ည9:00နာရီကဓမြတိုက်ခံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်စီကသိရပါတယ်ဖြစ်စဉ်ကတော့မေလ18ရက်ည9:00နာရီက ချမ်းမြသာသည်မြို့နယ်ထွန်တုံးရက်ကွက်71 F လမ်း54လမ်းနဲ့55လမ်းကြားကငွေစုငွေချေလုပ်ငန်းတစ်ခုမှာမြို့သမီးနှစ်ဦးတည်းရှိနေခြင်းခဲရောင်မတ်တူကားနဲ့အမည်မသိလူငယ်၃ဦးရောက်လာပြီးတော့မြို့သမီးနှစ်ဦးကိုပါရိုက်ချင်းချောက်ပြီးဝေချက်133သိန်းကျော်လူရယူဆောင်ပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။စတိုဘာဓမြတက်လူရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့တွေက CCTV မှတ်တမ်းတွေကိုကြည့်ရှုခြင်းတို့အပါအဝင်စုံစမ်းစစ်မှုများကိုဆောင်ရွက်နေပြီးတော့တရားခဏ်တွေကိုအများဆုံးဖမ်းဆီးရမယ့်အတွက်ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်